ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့နိုင်ငံလက်ရွေးစင်အသင်းနေနားနေတဲ့အချိန်မှာကိုအသင်းရဲ့ကစားမကူစီကတော့သူ့ဟာနေသူအဆင်ပြေကောင်းနေရတဲ့ကစားမတွေရှိတယ်ဗောလေ။ဒီကမှမတ်တီးစ်ကွန်ညာနဲ့ပက်ထရိုကျွန်တော်ပြောကြည့်ရရင်ပြာကွန်ညာကွန်ညာကိုကျွန်တော်အနေနဲ့ဗောနော်ကွန်ညာက United အသင်းရဲ့တိုက်စစ်ပိုင်းနေမှာဆိုလို့ရှိရင်ဒါအကျိုးစားဆုံးကစားမတွေတွေမှာပါတယ်။အကျိုးစားဆုံးကစားမတွေတွေမှာကျွန်တော်ပါတယ်။ဒါပေမဲ့လည်းသူအခုချိန်ကြီးဂိုးမရသေးဘူး။ကျွန်တော်ကွန်ညာကိုအရန်ဂိုးရစေချင်နေတဲ့တည်းမှာပါတယ်။အထူးအထူးသဖြင့်ဗောနော် အဲကျွန်တော်တို့ပြည်သက်တော်တော်များများနဲ့ကုညာကိုကိုးရစေချင်ပါဘာအခုတိုက်စစ်ကိုကျွန်တော်ကြည့်ရင်ကုညာဟာ effort တွေသူအများဆုံးပေးနေပြီတော့ဗောနော် output တွေအရင်နေနေတဲ့ကစားမားတွေကျွန်တော်ပြောရမယ်เนาะ ambu ကိုကျွန်တော်ဂိုးရီရနေပြီ benjamin shesh ကိုကျွန်တော်ဂိုးရီရနေပြီ mason mount တော့ကျွန်တော်ဂိုးနီရနေပြီဟလာမော fanades တို့ကျွန်တော်ဂိုးနီရနေဂိုးရီရနေပြီ mathias ကုညာကိုကျွန်တော်ဂိုးမရသေးဘူးဆိုတော့ကစားမားတယောက်ကဂိုးရီပါရီမရဘူးဆိုလို့ရှိရင် confidence ပျောက်ပြီးတော့တိုင်ပတ်သွားမှကျွန်တော်စိုးရတယ်။ဒါပေမဲ့ဘရာဇီးလက်ရွေးစဉ်အသင်းမှာဆိုလို့ရှိရင်တော့ဂိုးမရတော့မှသူဟာဟိုဘယ်လိုပြောမလဲဖန်တီးမှုတွေသူအမှန်ကန်လုံနေတယ်နော်တယောက်ချင်းတယောက်ဖျက်ကျော်ပြီးတော့ကျွန်တော်ဒါတိုက်စီကိုပံပိုးနေနိုင်မှုတွေကျွန်တော်အများကြီးရှိတယ်။ကိုအသင်းမှာလည်းဒီလိုပဲကျွန်တော်ကြည့်လိုက်ရင်မက်ဂျီစ်ခွန်ညာနဲ့ပတ်သက်လို့ရှိရင်ဒီတယ်မလားတယောက်ချင်းတယောက်တွေကြော်ဖျက်လာမယ်နော်ပြီးရင်ကြိုကန်မယ်ပေါ့ဆိုတော့ဒီနေရာမှာဟို twin go တိုက်စစ်ကစားမှတယောက်အတွက်တော့ twin go တွေဖန်တီးမှုတွေဆိုတာတော့ confidence ပြန်ပြီးတော့မြင့်လာဖို့အတွက် ဒါကောင်းတဲ့အရာတစ်ခုပဲလေအဲဒါမဲ့လို့ဂိုးသွင်းမှအချင်းကြီးကောင်းနေတယ်မျိုးလို့ကျွန်တော်တို့မဆိုလိုဘူးပေါ့နော်။ကုညာဟာရန်ကောင်းတဲ့ကစားမတွေမှာကျွန်တော်ပါတယ်။ကျွန်တော်ဒါမျိုးကစားမကိုမမြင်ရတာလေကျွန်တော်ကြာပြီ။အမ်ဘူမိုစီကနေပြီးတော့လေကုညာလို performance ကျွန်တော်မတွေ့ရဘူး။နော်မေဆန်မောင်စီကနေပြီးတော့လေကုညာလို့ကစားဟန်ပေါ့နော်။ကစားဟန်ကိုကျွန်တော်မတွေ့ရဘူး။ performance ဆိုတာကစားဟန်ကိုမတွေ့ရဘူး။ကုညာဟာကျွန်တော် ကြည့်မယ်ဆိုလို့ရှိရင်အင်ယူဘယ်လိုပြောမလဲနှစ်သက်ရတဲ့ကစားမားတွေမှာပါတယ်သူ့ရဲ့ကစားပုံကမီဆန်မောင်းတို့က defensive contribution ပို့ပြီးတော့ကောင်းတယ်အခြေဆက်တွေပို့ပြီးတော့ကောင်းတယ်အန်ဘူမိုက assist ပို့ပြီးတော့ကောင်းတယ်ပြီးလို့ရှိရင်ဘောနော်တွဲလုံးနေပို့ပြီးတော့ကျွန်တော်ကောင်းတယ်ကစားတာအရင်ယူရှိနေတယ်မှာပါတယ်ဒါပေမဲ့ Matthews ကညာကကျတော့အဲ့လိုမဟုတ်ဘူးကညာကစားတာအရင်ချုပ်ချက်ခဲ့တယ်ချုပ်ချက်ခဲ့ပြီးတော့ပြိုင်ဘက်တွေကိုတစ်ယောက်လည်းဖြစ်ဖြစ်နှစ်ယောက်လည်းဖြစ်ဖြစ်သုံးယောက်လည်းဖြစ်ဖြစ်သူကကြိုပြီးတော့ဒုက္ခပိနေဆိုရှိတယ်တယ်မှာပါတယ်ဒါပေမဲ့လို့ Matthews ကညာကြီးကနေပြီးတော့ကျွန်တော်မြင်ဖို့လိုတာဒီ ဒါ and project ပဲ and project ဆိုတဲ့နေရာမှာ तू ကဂိုးသွင်းတဲ့နေရာမှာ तू တအားလုံးလုံးနေပြသည်လားဒါကလည်းသူ့ပုံစံပဲပေါ့ဘာလို့လဲဆိုတော့ဟိုဝူဘန်ဟန်တန်တို့ဘာလို့မှကစားတော့ငါဆိုရင်အားလုံးကသူ့ကိုဥတည်ပြီးတော့ကစားကြတာကစားကြတယ်ဆိုတဲ့အခါကျတော့ဘောလုံးတိုင်းကသူ့စီရောက်လာပြီးတော့ သူရောက်သူ့စီမှာရောက်လာတဲ့မှာဘောလုံးတိုင်းကသူကံမှုပဲလုံနေတာကံမှုပဲလုံတော့ဂိုးတွေပါရရတယ်အိန္ဒိယထိတ်ကနေကံလိုက်တယ်ဆိုတော်တော်လှတဲ့အလုံးတွေကျွန်တော်တွေ့ရတယ်တကယ်ကောင်းတဲ့ဘောနော်သွင်းသွားတဲ့အလုံးတွေကျွန်တော်တွေ့ရတယ်ပေါ့ဒါပေမဲ့ယူနိုက်တက်မှာကျွန်တော်အဲ့လိုမဟုတ်တော့ဘူးဘောနော်သူ့ကိုပဲဥတီကစားတာမျိုးမဟုတ်တော့ဘဲနဲ့ကျွန်တော်တို့မှာအမ်ဘူမိုလည်းရှိမယ်အာမက်လည်းရှိမယ်ရှက်ကူလည်းရှိမယ်မောင့်လည်းရှိမယ်သူလည်းရှိမယ်ဆိုတော့ပုံစံမျိုးသွားနေတာဘောလုံးတိုင်းကသူ့စီမလာဘူးမလာတော့ရောက်လာတဲ့ဘောလုံးအနည်းစုကိုသူကကံတော့အဝေးကနေကံနေဆိုတဲ့အနေအထားမျိုးတွေကဂိုးဖို့နေတယ်ဗျအဲ့တော့ကျွန်တော်ပြောစရာတွေဖြစ်လာရော့ ဆိုတော့ကုညာအနေနဲ့ပေါ့နော်ဒီထက်ပို့ပြီးတော့ရိုးရိုးရှင်းရှင်းကစားသင့်တယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်တို့မတ်တီးစ်ကုညာဂိုးရတာမျိုးတွေကျွန်တော်မြင်ကျင်လာပြီမှန်းတမ်းပြောရင်ကုညာအနေနဲ့ area ပေါက်ဆဲမှာတက်ထန်သမျှဝင်ဖို့ကြိုးပမ်းပြီးတော့ဂိုးရီရဖို့ကြိုးပမ်းသင့်တယ်လို့ကျွန်တော်ထင်တယ်မတ်တီးစ်ကုညာအတွက်အကောင်းဆုံး performance တွေကျွန်တော်တို့လက်ရှိမှာမြင်တကယ်တမ်း performance တွေကကောင်းနေကုညာနဲ့ပတ်သက်ရင်ကျွန်တော်မှာ goal တွေ assist တွေ and product တွေပဲကျွန်တော်မရတာကျွန်တော်ပြိုင်ဘက်ကကျွန်တော်အနေနဲ့ပေါ့နော်တကယ်တကယ် ဘူးလို့ရမလဲအသင်းလိုက်ကျွန်တော်ဖြိုခွင်းဖို့ခက်နေပြီဆိုလို့ရှိရင်ဒီလို individual performance အရင်ကောင်းတဲ့ကစားမားတွေကိုပဲကျွန်တော်အားကိုးရတာနော်အမ်ဘူမိုတို့ရဲ့ crossing တွေအားကိုးရတယ်လို့ပဲမတီးစ်ကွန်ညာရဲ့တယောက်ချင်းဖြတ်ကြုံမှုတွေပြိုင်ဘက်ရဲ့ဘောနော defensive third zone တွေကို entry လောက်တာမျိုးတွေကအားကိုးရတာပဲဆိုတော့အခုဆိုလို့ရှိရင်သူအနေနဲ့ပေါ့နော်ကန်ကျဲလှုပ်ဖို့ကြိုးပမ်းတဲ့နေရာတွေကတိတိကျပူပြီးတော့ပေါ့နော်ဂိုးပေါင်းနဲ့နီးစက်မှပဲကြိုးပမ်းတင်တယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်တို့အများအားဖြင့်ပြောလို့ပဲလာမင်းနေဒီမှာမင်းအဝေးကနေလန့်ကန်လို့ဂိုးသွိုင်းလှတယ်ပါညာပေါ့ တကယ်လည်းပဲအဝေးရကန်ချက်တွေကိုကျွန်တော်ကဂိုးရတယ်ဆိုတဲ့အနေအထားမျိုးတွေမှာတကယ်လှတဲ့အလုံးကြီးကြီးပဲလေတူတူလေးပဲအဲ့လိုလိုမျိုးကန်ချက်တွေကအလုံးတိုင်းကကျွန်တော်အနေနဲ့ဝင်မှာမဟုတ်ဘူးအဲ့တော့မတီးစ်ကွန်ညာနီးနဲ့ပေါ့နော်ဂိုးပူရဖို့နီးစက်တဲ့နေရာတွေကနေပဲကန်ဖို့ကြိုးပမ်းနေတယ်လို့ထင်တယ်ဒါအပြင်သူ့အနေနဲ့ final third မှာဆိုလို့ရှိရင်အရင်ယူရှင်းတဲ့ကစားဟန်မျိုးတွေကိုသူလုတ်ပြဖို့လိုတယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်မြင်ကျင်တဲ့ twin goal တွေဘာတွေကိုမတီးစ်ကွန်ညာစီကပဲကျွန်တော်ကြံတော့တာ နော်မတ်တီးစ်ကွန်ညာစီကနေပြီးတော့တကယ်ဂိုးရီပါတယ်ရဖို့ကျွန်တော်အနေနဲ့မြင်ဟိုဟာမြင်ချင်လာပြီသူလည်းပဲဂိုးရီလိုချင်လာပြီလို့ကျွန်တော်ပြောရမယ်ဘာလို့ရောက်တဲ့နေရာတိုင်းရတဲ့နေရာတိုင်းကနေကန်နေတော့တာနော်ရှက်ကူဂိုးရနေပြီအမ်ဘူမူဂိုးရနေပြီဗျာသူပဲကျွန်တော်ကျင်တော့တာပေါ့ပြီးခဲ့တဲ့ရာဒီမှာဆိုလို့ရှိရင်ဝူဘန်နယ်လိုအသင်းမျိုးကိုဆွဲတင်ထားတဲ့ကစားမတော့ကိုအသင်းမှာကျွန်တော်ဂိုးရဖို့ယုံကင်နေရတယ်ပေါ့နော်ဒါကြောင့်တိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်လည်းပဲကစားမတွေကိုအတုံးချပိုင်းကအတုံးချတဲ့အပိုင်းကလည်းကွာတာပေါ့လေထားပါတော့ဗျာလက်ရှိတိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်အမ်ဘူရင်က ဟိုဘင်ဂျမင်ရှက်ကိုမဒီစ်ကွန်ညာဘရိုင်ယန်အန်ဘူမိုထပ်ပါတယ်ရှက်ကိုခဏထားပါဦးသူတိုက်စစ်ဆိုတော့အန်ဘူမိုနဲ့မဒီစ်ကွန်ညာကိုပေးထားတဲ့တောင်းဝင်ချင်းကကျွန်တော်မတူဘူးပေါ့နော်။ဘာလို့လဲဆိုတော့သူတို့နှစ်ယောက်စလုံးကလည်းကျွန်တော်ပရိုဖိုင်ချင်းလည်းမတူကြလို့ပဲ။ဆိုတော့အောက်ပို့ချင်းလည်းကျွန်တော်တူမှာမဟုတ်ဘူး။အန်ဘူမိုဒီကျွန်တော်တို့ဒါလက်ရှိမဒီစ်ကွန်ညာလိုမျိုးနှစ်ယောက်သုံးယောက်ကိုကြော်နိုင်တာမျိုးသူလုံးချင်မှလုံးနိုင်မှာ။ဒါပေမဲ့ crossing နေပါဒီမှာကျတော့ ambumo စီရပို့ပြီးတော့ကောင်းတယ် ambumo ဒီ crossing ပို့ကောင်းနေကစားမှဖြစ်တယ်ဆိုတော့ ambumo ရဲ့တောင်းဟာ area box ထဲရောက်လာပြီဆိုတော့ねအပိုင်ခွင့်ရရင်ကန် မရရင်ကျွန်တော် crossing နေပါလေလို့ဖို့သွားပေါ့ဒါပေမဲ့လို့ Matthias ကွန်ညာအတွက်ကျတော့တယောက်ချင်းတယောက်မင်းကြော်ဖြက်ပြီးမင်းရသလောက်မင်းရသလောက်ယုံပြီးရင်ကျွန်တော်အနေနဲ့ final တောက်ကိုရောက်လာတဲ့ခါမှာပေးတင်ပေးကန်တင်ကန်ဆိုတဲ့ပုံစံမျိုးသွားလာလေဖြစ်ကောင်းဖြစ်မှာပဲနှစ်ယောက်စလုံးကနံပါတ်10ရုပ်မှာကစားနေကြပြီမဲ့လေလို့ပေါ့နော်အန်ဘူမူနဲ့ Matthias ကွန်ညာဟာ profile ကလုံးဝတူရတဲ့ကစားမတွေမဟုတ်ဘူးအဲ့ဒါကြောင့်ကျွန်တော်အနေနဲ့ပေါ့နော်အိုဘယ်လိုမလဲ contribution go contribution နဲ့ပတ်သက်လို့ရှိရင်တော့အန်ဘူမိုကပဲပို့ပြီးတော့များမှာပဲဒါပေမဲ့လို့ Matthias ကွန်ညာကတော့ ။ twin goal တွေဖန်တီးမှုတွေမြင်ကြမှမရလိမ့်မယ်။အတင်းရဲ့တိုက်စစ်ပိုင်းမှာသူ့ရဲ့ effort တွေကတော့ပွဲတိုင်းကိုကျွန်တော်မြင်နေရမှာပဲ။သို့တော့တိုက်စစ်ပိုင်းကစားမတစ်ယောက်အတွက်တော့ twin goal တွေဟာအရင်ကြီးကြီးတယ်။ဆိုတော့ကုညာစီကနေပြီးတော့ကျွန်တော်က goal တွေဘာတွေမြင်ရဖို့ကျွန်တော်နေလူပြီးပေါ့နော်။ကျွန်တော်အမြင်ကတော့ဒီလို goal တွေရဖို့ဆိုရင် final third မှာသူ့ရဲ့ကစားပုံတွေဟာပို့ပြီးတော့ရိုးရှင်းဖို့လိုတယ်လို့ထင်တယ်။ညီကလို့ရောဘလူမြင်ရလဲ။ကုညာကိုမရသေးတာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တိုက်တော့မကြပါဘူးကိုကတော့ရလိမ့်မယ်ထင်ပါတယ်เนาะကန်ချက်ခဏတိုင်းကန်နေပြီဆိုတော့တကူတစ်ချိန်မို့တစ်ချိန်တော့ဂိုးတော့ရမှာပဲ တိုးတော်လေးပဲအဲ့ဒါဘယ်ချိန်ဖြစ်မှာလဲပေါ့ဒါကိုပဲကျွန်တော်ကြည့်ရမှာညီကလေးရောဘယ်လိုမြင်ကြလဲဆွေးနွေးရပါအားလုံးကိုချစ်သူများကြီးတို့ပါလေ